ဆလန်လေးရဲ့အဆမှာတော့လန်ဒန်နိုင်ငံဖင်ချီမြို့ပေါ်ရှိလူတွေရဲ့အိမ်တွေပေါ်ကိုရန်သူလေယာဉ်များကပုံများကြစ်ကြာကတိုက်ခိုက်နေပါဗါး။ထိုချိန်မိခင်တယောက်ကသူ့သားသမီး၄ယောက်ကိုဘုံကိုချင်တဲ့သောအမြန်ဝင်ပုံဖို့ကိုအိုပြီးပြောနေပါတော့တယ်။စစ်ကြီးကနငိမ့်တဲ့သွားတဲ့အခါအမေဖြစ်သူကသူ့သားသမီး၄ယောက်ရဲ့ချီရဲအတွက်မြို့ကိုပြီးတခြားအဆင့်မဖြစ်တဲ့မြို့ကသူ့ရဲ့အသည့်ပရိုဖက်ဆာတယောက်စီကိုစစ်ပေးရှောင်ရန်အတွက်သူ့သားသမီး၄ယောက်ကိုရထားနဲ့လွှတ်လိုက်ပါတော့တယ်။ပရိုဖက်ဆာရဲ့အိမ်ရောက်ချိန်မှာတော့အင်ဒိုထိတ်မက်ကရစီကပရိုဖက်ဆာဟာခလေးတွေနဲ့မနေဘူးတာကြောင့်စပွဲကုန်တွေပေါ် တက်မဆော့ဖို့ဒီထဲမှာမပြေဖို့နဲ့ခြေဟောင်းပစ္စည်းတွေကိုမကိုင်းဖို့ပြောပြီးသူတို့မောင်းနှမ၄ရောင်နေရမယ်အခန်းစီကိုလိုက်ပြလိုက်ပါတယ်။ညာရောက်တဲ့အချိန်မှာတော့နေရအစ်စ်ပဝင်းကျင်အတင်းနဲ့ Professor Ingrid နေသားမကြသေးတဲ့ညီမအငင်းဆောင် Lucy ကသူ့အမေနဲ့အိမ်ကိုလွမ်းနေတာကြောင့် Peter နဲ့ Susan တို့ကမကြခင်မှာစစ်ကြီးပြီးသွားမှဖြစ်လို့သူတို့မောင်းနှမတွေအိမ်ပြန်ရတော့မှာပါလို့ Lucy လေးအားရှုံ့မို့ပြီးအားပေးစကားလေးပြောလိုက်ပါတော့တယ်။နောက်နေ့မနေ့အရောက်မှာတော့အိမ်ပြန်ဖက်မှာမိုးရွာနေတာကြောင့်မောင်းနှမ၄ရောင်ထိုင်နေကြတော့အငင်းဆောင်ညီမဖြစ်သူ Lucy ကအတူတူပ ုံတန်းကစားချင်တယ်လို့အကိုဖြစ်သူပီတာကိုပူဆာချိန်မှတော့ပီတာကအမှတ်စင်တွေကိုစက်တင်ရည်ရက်လိုက်တာကြောင့်ကျန်မွန်မ၃ယောက်နဲ့စက်တင်ပုံလိုက်ကြပါတယ်လူစီကတော့လိုက်တာနောက်မှာပုံဖို့ရောက်လာတော့အင်ဒမန်ကသူ့နေရလို့ပြောလိုက်တာကြောင့်လူစီလည်းပုံစီရနေရရှာရန်အင်ကြီးတဲ့ကတခြားအခန်းတစ်ခုကိုဝင်သွားပြီးပိတ်ဆက်အဖြူတစ်ခုနဲ့အောက်ထားတဲ့အရာကိုမြင်လိုက်တာကြောင့်ထိုနေရတဲ့ပုံရဖြစ်လိုက်တဲ့အချိန်မှာအဝက်ဗီဒီယိုတစ်ခုဖြစ်နေပြီးထိုနေရတဲ့ဝင်ပုံလိုက်ပါတယ်ဗီဒီယိုထဲသို့ရောက်လို့အနောက်ကိုနင်းနေဆောက်လိုက်ချိန်မှာတော့နှင်းနှင်းဖုန်းအောင်ပြီးမုံမမန်နဲ့ဗီဒီယိုနောက်က ထူးဆန်းတဲ့အပြင်းမကဘာတဲ့တစ်ခုကိုအမှတ်တမင်းရောက်ရှိသွားပါတော့တယ်။လူစီယာထူးဆန်းနေတာကြောင့်လှစ်ပတ်ကျိနေပြီးဖျောင်းတိုင်မီနဲ့ထွန်းထားတဲ့ Blammy ဒိုင်နာအယောက်မှတော့သူမအနောက်ကခြေတန်းတစ်ခုကိုကြားလိုက်ပြီးသူမအနောက်ကိုလှည့်ကြည့်လိုက်ချိန်မှာတော့လူကုန်လုံးရှိပြီးတောင်းဆိုင်ခြေထောက်တွေရှိတဲ့တံတဝါတကောင်ကိုအမှတ်တမင်းတွေးလိုက်တာကြောင့်လူစီတယောက်လက်ပြီးအိုလိုက်ချိန်မှာတော့ထိုးထူးဆန်းတဲ့လူကလည်းလန့်ပြီးသူကိုင်လာတဲ့ပစ္စည်းတွေပါပျောက်ကြကာတစ်ပင်အနောက်ကြောက်ကြောက်နဲ့ဝင်ပုန်းလိုက်ပါတယ်။ထိုးနောက်မှာတော့လူစီကထူးဆန်းတဲ့လူရဲ့ပစ္စည်းတွေကိုပြန်ကောက်ပေးပြီးလူစီ ီကမင်းဟာဘသူလဲလို့မင်းလိုက်ချိန်မှာတော့တော်ထူးဆိုင်တဲ့လူကလည်းသူဟာတိုးဆောင်နဲ့လို့ပြောလိုက်ပြီးလူစီကိုလည်းလူပုလေးလားလို့ပြန်မေးလိုက်တော့လူစီက "तू မဟာလူပုလေးမဟုတ်ပဲမိခလိဖြစ်ပြီး तू မအတန်းရွေးတယ် तू မဟာအရက်ခြေဆုံး"ဆိုပြီးပြန်ပြောပြလိုက်ပါတယ်တိုးဆောင်နဲ့လည်းဇဝေးဇဝါနဲ့လူစီအားမင်းဟာအေဟွားရဲ့တမီးလားဒါမှမဟုတ်မင်းကလူသားလားလို့ပြန်မေးလိုက်ပြီးဘေးကနေဒီကိုရောက်လာတာလေးလို့မေးလိုက်တဲ့အခါလူစီက "तू မဟာလူသားတယောက်ဖြစ်ပြီးအဝတ်ဗီဒီယိုထဲတစ်ခုကနေအမှတ်တမဲ့ဒီတိုးထိပ်ကိုရောက်လာကြောင်းရင်တိုးဆောင်နဲ့ အားပြုတ်ပြလိုက်ပါတယ်။ဒုဆောင်နဲ့ကလည်းဒီနေရာဟာနာနေရာတော့ဖြစ်တယ်လို့ပြုတ်ပြလိုက်ပြီးသူမနာမီကတော့ဒီသူနာမီကတော့တုံးမဲ့ချက်ချောင်းနဲ့ဒုဆောင်နဲ့ကလူစီကိုသူ့အိမ်ထဲလက်ဖက်ရည်တောက်ဖို့ဖိုက်ခိုလိုက်ချိန်မှာတော့ပထမလူစီကမလိုက်ဖို့ညင်းပေမဲ့ဒုဆောင်နဲ့ကသူ့အိမ်ကဒီနားမှာဖြစ်ပြီးသူဟာနေ့တိုင်းတငငချင်းအစ်တင်မရနိုင်ကြောင်ပြောလိုက်တဲ့အခါလူစီလည်းအာနာနာနဲ့ဒုဆောင်နဲ့အိမ်ကိုလိုက်သွားခေလိုက်ပါတော့တယ်။ဒုဆောင်နဲ့ကသူ့အိမ်ရောက်ချိန်မှာတော့လူစီအားလက်ဖက်ရည်တိုက်ကသူတို့ဒုဆောင်နဲ့တွေနဲ့တစ်ပင်ဆောင်နဲ့တွေကညာတိုင်းကကြတယ်လို့ဆိုလိုက်ပြီးလူစီကိုလည်းတန်စင်တစ်ခု ိုဆိုပြလိုက်ပါတယ်။လူစီရီယာတန်ဆန်ရဲ့စီးချက်တွေကြောင့်ထိုးနေရတဲ့နောက်ဆုံးတော့အပြော့သွားပါတယ်။လူစီနုံးလာချိန်မှာတော့သူမပြန်သိပြီးတော့တိုးဆောင်နဲ့အပြောလိုက်တဲ့အခါတိုးဆောင်နဲ့ကသူဟာတိုးတိုးဆိုးတဲ့တိုးဆောင်နဲ့ပဲလို့လူစီကငိုရိုပြီးပြောလိုက်ပါတယ်။လူစီကလည်းဘာကြောင့်ငိုနေမှန်းမသိတဲ့တိုးဆောင်နဲ့ကိုသူမပဝါလေးကိုကမ်းပစ်လိုက်ရင်သူမတစ်ဘူးတမျှထဲမှာအကောင်းဆုံးတငင်းချင်းလို့တိုးဆောင်နဲ့အာလူစီကနေပြောလိုက်ပါတော့တယ်။တိုးဆောင်နဲ့ကအမှန်တကယ်တော့သူဟာလူစီကိုပြန်ပြီးဆွေးခဲတာဖြစ်ကြောင်းနဲ့နန်းနေရမှာအဖြူရောင်ဆုံးမတယောက် င်ရှိပြီးနာနေရမှာရှိတဲ့သူတွေကိုလူသားတယောက်တွေ့ရင်သူ့မကိုတင်ပြရမယ်လို့အမိတ်ချမှတ်ထားကြောင်းဒီတိုးကိုလည်းရေခဲတင်နဲ့ဘုံလွန်ထားပြီးဒီနေရာကလူစီလိုလူတရအတွက်မလုံခြုံချောင်းနဲ့တပင့်တချို့ဟာလည်းဆုံးမရဲ့အစီခံတွေလို့ပြောပြကလူစီလာခဲ့တဲ့မင်းတိုင်နာအထိလိုက်ပို့လိုက်ပြီးတိုးဆောင်နဲ့ကသူ့မကိုမင်းဟာနှစ်တရာအတွဲမှာသူ့ကိုနှိထစ်ချင်တာတိုင်အောင်လှုပ်ပေးခဲ့တဲ့လူသားဆိုပြီးနှောက်ဆက်လိုက်ရင်လူစီနေတဲ့နေရာကိုပြန်ခိုင်းလိုက်ပါတယ်လူစီလည်းပြီးရောတဲ့ပြန်ဝင်ကအပြန်ဖက်တကားကိုဖွင့်လိုက်ပြီးသူ့မအဆင်ပြေကြောင်းနဲ့ ဲ့သူမှပြန်လာပြီလို့ပြောလိုက်တဲ့အခါအကိုဖြစ်သူကအမတ်ဆယ်ရေနေဆယ်ဖြစ်တာကြောင့်အင်ဒမန်ကပုံနေရကနေလူစီယာအကိုဖြစ်သူပီတာဆက်ချာနေပြီမျိုးပစပိုက်ထားလို့ပြောလိုက်ချင်းပီတာရောက်လာပြီကစားနည်းကိုဘလို့ကစားရတာလဲမသိဘူးလားလို့လူစီအာမေးခွန်းထောက်ရင်အပြစ်တင်လိုက်ပါတယ်လူစီလေးဗီဒီယိုအနောက်ကအဖြစ်အပျက်ကိုပြောပြလိုက်တော့မောင်နှမတွေဟာဗီဒီယိုကြီးထဲသွားကြည့်ကြပါတော့တယ်ဒါပေမဲ့လူစီပြောပြတယ်လို့ပါမှကိုချိမနေပါဘူးသူကအမနဲ့အကိုတွေကလူစီလေးကိုနောက်နေတာလားဆို တဲ့တနရမျက်လုံးတွေနဲ့ကြည့်ကြတော့လူစီလေးကသူ့မလိန်ပြောနေတာမဟုတ်ဘူးလို့ငိုရော်ပြီးပြောတော့အကိုတွေကိုထပ်ပြီးပြောပြနေပြန်ပါတယ်မွန်နမတွေထဲမှာတကောကောင်းဆန်တဲ့အင်ဒမန်ကလူစီကိုလှောင်ပြောင်းတာကြောင့်အကိုဖြစ်သူပိသားကဆူလိုက်တဲ့အခါအင်ဒမန်ကမင်းဟာငါ့အဖေမဟုတ်ဘူးလို့ဒေါသတကြီးအော်ပြောခါထွက်သွားမှာတော့တယ်ညာရောက်တဲ့အချိန်မှာတော့နေကင်းကအဖြစ်အပျက်ကြောင့်လူစီလေးကအဲ့မပြောတာမို့ဗီဒီယိုလေးကိုထပ်ပြီးဝင်သွားတဲ့အချိန်လူစီဝင်သွားတာမြင်တဲ့အကိုလက်ဖြစ်သူအင်ဒမန်ကလည်းလူစီနာမည်ကိုခေါ်ကာသူဖီ ီဒီယိုထဲလိုက်ဝင်သွားပါတယ်။ထို့အချိန်မှာပဲနေကင်းကလူစီပြောသလိုဗီဒီယိုအနောက်မှာနှင်းတွေနဲ့ထင်းချူတိုးအောင်ဆိုးတာတကယ်ရှိနေပြီးနေကင်းကလူစီကိုလောင်ပြောင်ခွဲတဲ့သူ့ကိုယ်တိုင်လည်းအံ့အားတင်သွားရပါတော့တယ်။အဲဒီမှန်ကတော့လူစီကိုလိုက်ရှာနေပေမဲ့မတွေ့တာကြောင့်လူစီနာမည်ကိုခေါ်ခါချောက်သွားကြည့်တဲ့အချိန်အမှတ်တမဲနင်းနှိုးတွေထင်းမှာတမင်တွေနဲ့တက်ဆင်ထားတယ်။လေးတစ်ခုကအပြေးမောင်းလာတာကြောင့်အင်တမန်ကဘေးကိုချောင်းလိုက်စဲလေးပေါ်ကလူပုတ်လေးတယောက်ဆင်းလာပြီးသူတို့ဘရင်မှလာမေးလမ်းမှာရက်နေရကောင်းမလားဆိုတဲ့အကြောင်းပြချက် နဲ့အင်ဒမန်ကိုတပ်ပေါ်လောက်တော့လေးပေါ်ကအဖြုံရောင်ဆုံးမကတားလိုက်ပြီးဆုံးမကအင်ဒမန်ကိုအားထားရက်သားတို့သူ့ပိုင်နဲ့သူဘလို့ဝင်လာတာလဲလို့မေးတဲ့အခါအယံကိုကြောက်နေတဲ့အင်ဒမန်ကလည်းသူ့ညီမလူစီနောက်လိုက်လာတာလို့ပြောပြလိုက်ပါတယ်ဆုံးမကအင်ဒမန်ကိုမွန်နမဘယ်နှယောက်ရှိတာလဲလို့မေးလိုက်တော့အင်ဒမန်က၄ယောက်ရှိပြီးသူ့ညီမလူစီကဒီတော့ကတောဆောင်နဲ့တငယ်ချင်းလို့ပြောပြလိုက်ပါတယ်ဆုံးမကအင်ဒမန်ကိုသူ့မစီခိုးလိုက်ပြီးတခခုတောင်းမလားလို့မေးလိုက်ကနင်းတွေပေါ်ကိုသူ့မလက်ထက်ကမှုဆွေးရည်တစ်မျိုးအားအသုံးပြုပြီး ဆက်ချလိုက်တော့စုံပညာနဲ့နောက်တစ်ကြိမ်ထက်တောက်ချင်လာအောင်ညှို့ယူနိုင်စွမ်းရှိတဲ့နှုတ်တခွဲကိုဖန်ဆင်းလိုက်ရင်ကောင်လေးအားတောက်ခိုင်းစေခါဖားထက်စားချင်သေးလေလို့ကောင်လေးကိုမေးမြန်းလိုက်ပါတယ်အင်းမန်းကခြေလေးတကြားလုံးစားချင်တယ်လို့ပြောလိုက်တဲ့အကန့်ချင်းချင်းပဲစုံမကအရင်တစ်ခေါက်ကလို့မှုဆေးရင်နဲ့ဖန်ဆင်းထားတဲ့တာမန်ချင်းလေးထက်အစပေါင်းများစွာစားကောင်းပြီးလူတယောက်ကိုညှို့ယူနိုင်စွမ်းရှိတဲ့ခြေလေးတကြားလုံးကိုကောင်လေးအားကျွေးလိုက်ပြီးနောက်မှာတော့အချမ်းအစင်းနဲ့စုံမကြီးကကျမွန်မတွေကိုလည်းသူမစီကိုလာခိုင်ခဲ့ပ ပါတယ်။ဇုံမကသူ့မမကိုပိုင်းကလေးမရှိတာကြောင့်အင်ဒမန်ပုံစံကသူ့လိုချင်တဲ့ကလေးလို့ပြောလိုက်ပြီးအင်ဒမန်ကတနေ့ကျရင်တီတိုင်းပြည်ရဲ့ပြင်တာဘာဖြစ်လာနိုင်တဲ့ဆိုပြီးပါထပ်မံပြောပြလိုက်ပြန်ပါတယ်။တကယ်လို့များအင်ဒမန်အနေနဲ့ကျမ်းမွန်မအများကိုပါခေါ်လာနိုင်ပါကနောက်ထပ်အင်ဒမန်စားချက်နာကိုလည်းချွေးမယ်လို့ပြောလိုက်ပြီးသူ့မနေထိုင်တဲ့နန်းတို့ကိုလမ်းညွှန်ပြကဇုံမကထိုးနေရကသူ့နေထိုင်တဲ့နန်းတို့လို့ပြောပြီးပြန်ထွက်သွားပါတယ်။မကြခင်အချိန်မှပဲသူ့ညီမလူစီလေးပြန်ရောက်လာပြီးသူ့မအကိုအင်ဒမန် န်ကိုမြန်တော့အကောတကြီးနဲ့ပြေးဖက်လိုက်ချင်းအင်ဒမန်ကဘေးသွားနေတာလေလို့မေးတော့လူစီကသူ့မတကယ်ချက်တော့စောင့်နေစီကိုသူအစင်ပြင်းလားသိချင်လို့တွားတွေ့တာပါလို့ပြောလိုက်ပြီးအဖြူရောင်ဆုံးမှအကြောင်းကိုပါအင်ဒမန်ကိုထပ်မံပြပြလိုက်ပါတယ်အင်ဒမန်ကသူ့အရန်ချက်နေပြီးတော့ပြောလိုက်ပြီးလူစီကိုခေါ်ကဗီဒီယိုတွေပြန်ဝင်ရင်သူ့တို့အိမ်ကိုပြန်လာကြပါတယ်အိမ်ပြန်ရောက်ချိန်မှာတော့လူစီလေးကသူ့မအကောပီတာကိုနှုတ်ကဗီဒီယိုနောက်ကနှင်းတူအောင်ဆိုတာတကယ်ရှိပြီးအင်ဒမန်လည်းထုံနေရကိုရောက်ခဲတယ်လို့ပြောပြလိုက်ပြန်ပါတယ်ပီတာကတိုးဆောင်နဲ့ကိုတွဲခဲ့လာ ာလို့အင်ဒမန်ကိုမထီတထီမေးလိုက်တော့အင်ဒမန်ကသူ့အကိုနဲ့အမတွေမယုံမှန်းသိလို့သူ့အိမ်ထဲမှာလိုက်ဆွနေတယ်လို့သာညာပြောလိုက်ပါတယ်။ထို့အချင်းသူပြောတာကိုဘသူမှမယုံတဲ့လူစီလေးကငုံယိုပြီးအပြင်ကိုပြေးထွက်သွားချိန်ပရိုဖက်ဆာကာနဲ့တက်မိပြီးပရိုဖက်ဆာကာကတော့လူစီကိုပူထားလေးတစ်ခုခုတိုက်လိုက်ပါလို့အင်ဒိုတေးကိုပြောလိုက်ပါတယ်။အနောက်ကပြေးလိုက်လာတဲ့ပီတာနဲ့ဆူဆန်ကပရိုဖက်ဆာကိုတောင်းပန်လိုက်ပြီးပြန်ထွက်ဖို့ပြင်လိုက်ချိန်ပရိုဖက်ဆာကာက သူတို့မောင်နှမနှစ်ယောက်ကိုပြန်ခေါ်လိုက်ပြီးလူစီပြောတာကိုယုံနာလားလို့မေးလိုက်တဲ့အခါဆူဆန်ကတွေ့ဝဲခြင်းမရှိပေတာဟာယုံချင်စရာတခုမဟုတ်ဘူးလို့ပြန်ဖြေလိုက်တဲ့အခါပရိုဖက်ဆာကော့ကတော့လူစီပြောတာကိုယုံပေဖို့ပြန်ပြောလိုက်ပါတယ်။နောက်နေ့မှာတော့ပီတာတို့မောင်နှမ၄ယောက်ကခြံရွေးတဲ့ကစားနေကြပြီးပီတာပြစ်လိုက်တဲ့ဘောလုံးကိုအင်ဒမန်ကအားဖြင်းဖြင်းနဲ့ရိုက်လိုက်မိတာကြောင့်ဘောလုံးဟာပတင်းပေါက်မှန်ကိုထိပြီးကွေသွားပါတော့တယ်။ပီတာတို့မောင်နှမတွေလည်းအင်ဒိုဒေဆူမာကိုကြောက်တဲ့အတွက်ပုံဖို့အင်တေးကိုပြေးဝင်သွားကနေရာချနေကြ ရင်နောက်ဆုံးမှာတော့အငေးဆုံးညီမပြောပြတဲ့မိတဲ့မိုးဗီဒီယိုတွေကိုမောင်နှမလေးယောက်ဝင်သွားကြပြီဗီဒီယိုအနောက်ဘက်ကထူးဆန်းတဲ့တူအောက်တစ်ခုတွေကိုရောက်သွားကြပါတယ်တူအချိန်မှာဆူဆန်းနဲ့ပီယာတို့လည်းအရန်ကိုအံ့ဩသွားကြပါတော့တယ်အရင်တော့ကမယုံမိနာတွေတဲ့လူစီကိုဆူဆန်းနဲ့ပီယာတို့ကတောင်းပန်လိုက်ပြီးအင်တမန့်ကိုလည်းတစ်ချိန်လုံးသူတို့ကိုလိန်ညာခဲ့တာတွေအတွက်လူညားဆိုပြီးအပြစ်တင်လိုက်ကလူစီလေးကိုပြန်ပြီးအင်တမန့်အားတောင်းပန်ခိုင်းခဲ့လိုက်ပါတယ်ဆူဆန်းကသူတို့ရဲ့အင်ကိုပြန်တက်ပြီးလို့ပြောတော့ဆိုမကြီးရဲ့မုန်းတွေကိုဆွဲလန့်နေတဲ့အင်တမန့်က ခရီယွန်ဆုံးမစီသွားချင်တာတော့ခဏ၆ကြည့်ကြမယ်လို့ညပြောလိုက်ပြန်ပါတယ်